ကျွန်တော်ဒီနေ့ profitable trader တယောက်ဖြစ်ဖို့အတွက်တည်ထားတဲ့ mindset တစ်ခုအကြောင်းလေးပြောပြချင်တယ်။အဲ့ဒါဘာလဲဆိုတော့ long term thinking mindset practice episode 8ကနေကြိုဆိုပါရစေ။ကျွန်တော်ဒီ mini series ရဲ့နောက်ဆုံးအပိုင်းအနေနဲ့ဆွေးနွေးချင်တာတစ်ခုက long term thinking ဆိုတဲ့ခေါင်းစဉ်လေးပါ။အဲ့တော့ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲဗျာ forex trading က quick risk skin မဟုတ်ဘူး။အချိန်တိုအတွင်းနဲ့အောင်မြင်နိုင်တယ်ဆိုတာ forest trading business မှာဘလို့မှမဖြစ်နိုင်ဘူးတော်တော်များများ line ပေါ်မှာမြင်နေကြရတဲ့အချိန်တို့အတွင်းနဲ့ပတ်စံတွေအများကြီးရလာတယ် trade တစ်ချောင်းနေနဲ့ဘလောက်တောင်မြတ်သွားပြီဆိုတာမျိုးက global မှာပဲဖြစ်ဖြစ်မြန်မာနိုင်ငံမှာပဲဖြစ်ဖြစ်ဘလို့မှမဖြစ်နိုင်ပါဘူးလောကမှာလွယ်လွယ်နဲ့ရတဲ့အရာတစ်ခုမှမရှိဘူးဆိုတော့ထားပါအဲကျွန်တော်ဆက်ပြီးပြောပြချင်တာက queen risk game မဟုတ်ဘူးဆိုတာတော့ကျွန်တော်တို့ trader တော်တော်များများနားလည်ထားပြီးသားဗျာဒါပေမဲ့ တစ်ဖက်မှာဘလောက်ထက်ကြနိုင်လဲဆိုတာဟောပါထပ်ပြီးတော့နားလဲထားဖို့လိုတယ်ဘလောက်ထက်ကြနိုင်လဲဆိုတော့မိကုံအတွက်အဖြေကကြာကျင်တလောက်ကြာပါလိမ့်မယ်အဲ့ဒါလေးကိုအဓိကတည်ထားစေချင်တာပါအဲ့တော့ဗျာအဓိကအချက်က mindset ဆိုတာ perfect ဖြစ်ဖို့မဟုတ်ဘူး consistent ဖြစ်ဖို့ပါကျွန်တော်တို့တွေအားကစားလုပ်တယ်လို့ပဲဗျာ gym သွားပြီးတော့ body building လုပ်တယ်လို့ပဲကိုယ့်ရဲ့ goals ရောက်တဲ့အထိကိုအမြဲတမ်းကိုကိုကို training တွေလုပ်နေရမှာဗျာ gym မှာဆိုလဲကိုဖြစ်ချင်တဲ့ ပေါင်ချင်းကိုပြည့်စင်တဲ့ခန္ဓာကိုယ်အချို့အစားရတဲ့အထိကိုမရမချင်း long term သွားပြီးတော့ training အမြဲတမ်းလုပ်နေရမှာအဲ့တော့ကိုဖြစ်ချင်တဲ့ goals ကိုရချင်တဲ့ body အချို့အစားရပြီဆိုလဲပြထားလို့မရဘူးဗျာဆက်ပြီးတော့အဲ့ဒါကိုထိန်းသိမ်းသွားဖို့လိုတယ်အမြဲတမ်း training နဲ့မပြတ်လုပ်နေဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ဒီ trading မှာထားမယ် mindset ကလည်းအလိုပဲအမြဲတမ်းကိုယ်စိတ်ကိုမပြတ် training လုပ်နေဖို့လိုတယ် practice အမြဲတမ်းလုပ်နေဖို့လိုတယ်ရပ်လိုက်လို့မရအောင် ရက်လိုက်တာ ਨੇ အစအပြန်ဆရမှာပဲအဲ့တော့ပြီးသွားလို့နောက်ဆုံး professional trader တယောက်ဖြစ်ပြီးတဲ့အတိုင်းအောင်ကိုယ့်ရဲ့ goals ရောက်ပြီးတဲ့အတိုင်းအောင်ခုန body building လုပ်တယ်လို့ပဲကျွန်တော်တို့ trading မှာလည်းဒီ process တွေဟာဆက်ပြီးတော့လုပ်နေရမှာပဲအဲ့တော့ mental class ပြောထားတာရှိတယ် consistency ဖြစ်ဖို့ကကျွန်တော်တို့ကိုယ်တိုင်ကျွန်တော်တို့စီမှာကျွန်တော်တို့စိတ်ထဲမှာပဲရှိတယ် market မှာသွားပြီးတော့ရှာလို့မရအောင်အဲ့တော့ဗျာကျွန်တော်တို့စီကန်းရှိမယ်စိတ်ရှိမယ် ဒီ mini series မှာပြောခဲ့တဲ့ mindset practice သင်ခန်းစာတွေကိုလိုက်နာမယ်။စီကတ်ဖောက်မီလည်းပြပြန်ပြီးတော့တတိကပြန်လိုက်နာအဲ့လိုမျိုး consistency ရှိရှိသွားမယ်ဆိုရင်ကျွန်တော်တို့လိုချင်တဲ့ result ရလက်ကထွက်လာမှာပါ။အဲ့တော့ဗျာ mindset practice process ကဘရောမှပြီးဆုံးနေဆိုတာမရှိပါဘူး။ကျွန်တော်တို့ trade လုပ်လိုက်တဲ့ trade တစ်ခုစီတိုင်းတစ်ခုစီတိုင်းကကျွန်တော်တို့ practice လုပ်ဖို့အတွက် data တွေပဲ။ပြီးရင်ကျွန်တော်တို့လုပ်လိုက်တဲ့အမှားတွေအကုန်လုံးကကိုယ်တွေ grow ဖြစ်ဖို့အတွက်သင်ခန်းစာတွေ lesson တွေပဲ။ ဲ့တော့ကျွန်တော်ဆွေးနွေးခဲ့တဲ့ mindset practice အပိုင်း1ကနေအပိုင်း10အထိသင်ခန်းစာတွေအကုန်လုံးကကျွန်တော်တို့ training process တခုရလိုက်တယ်လို့ပါပဲဒါပေမဲ့ဆက်ပြီးတော့ keep practicing အချိန်ချင်း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 လိုက်နာဖို့လိုတယ်ဒါကတော့ဆရာသမားတို့ပုံမှာပဲမူတည်ပါတယ်ဘယ်သင်တန်းမှာမှမသင်နဲ့ကျွန်တော်ရဲ့ကိုတွေးအတွေ့အကြုံတွေသင်ခန်းစာတွေဆက်ပြီးတော့ share လုပ်ပေးသွားပါအောင်မယ်